င်္ဂလာပါခင်ဗျာမနေ့ကကျွန်တော် golf သွားရိုက်တော့ carry လေးတယောက်ကပြောတယ်။အော် brain box မှာရက်ရက်ပြီးတော့ carry တွေကိုတင်ပြီးဆူနေတဲ့ဆရာထင်နေတယ်။နောက်တယ်သူကအဲ့ဒါနဲ့ဒီဗီဒီယိုတွေကြည့်ကြည့်ကြည့်ရတဲ့ဆရာကိုတည်လဲပြပါတယ်။အေးဟုတ်ပြီတည်လိတော့ရောက်ပြကြပါကွာလို့နောက်ဖြစ်တယ်။ဒီနေ့လဲ carry လေးတွေကိုဆူမဲ့ဗီဒီယိုဖြစ်ပါတယ်။ ကျွန်တော်တို့အမြဲတမ်းကြုံမှုကြတယ်ကျွန်တော်တို့ကိုရိုက်မဲ့လမ်းကြောင်းမှာမာကာရှိနေပြီဆိုရင်မာကာလေးဖယ်ပေးပါလို့အမြဲတမ်းပြောတတ်ကြတယ်အဲ့လိုပြောလိုက်လို့ရှိရင်ကယ်ရီလေးတွေကမာကာနေရာကိုသွားသွားပြီးတော့တထွာဘောမကဖယ်ပေးထွာတထွာလေးထွာထွာပြီးတော့အဲအခုဗီဒီယိုတွေရလို့အဲတထွာလေးထွာထွာပြီးတော့မာကာလေးကိုဖယ်ပေးကြ ဖယ်ပေးရအောင်အားလုံးမြင်ဘူးကြုံဘူးကြမယ်ထင်ပါတယ်တကယ်တော့ဒါမလုံသိမ့်ဘူးလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တို့ဘောလုံးမှာကမှတ်တယ်ဆိုတာကဘောလုံးရဲ့နေရာကိုတိတိကျကျမှတ်ထားဖို့ဖြစ်ပါတယ်တထွာလေးနဲ့ထွာပြီးမှတ်တာနေရာမတိကျနိုင်ပါဘူးဘောလုံးမူလနေရာကိုပြန်ပြီးထားတဲ့အခါမှာတထွားနဲ့ပဲထွားပြီးထားတဲ့အခါမှာမူလနေရာတိတိကျကျမဖြစ်နိုင်တော့ပါဘူးအဲ့ခါကျရင် round place ဖြစ်သွားမှာပါ round place ဆိုရင်ပြစ်ဒဏ်နှစ်ချက်ရှိပါတယ် stroke play မှာပြစ်ဒဏ်နှစ်ချက် match play ဆိုကျင်းရှုံးဖြစ်သွားမှာပါအဲ့တော့ကျွန်တော် carry လေးတွေကိုပြောချင်တာ marker မှတ်မှတ်မှတ်တယ်ဆိုတာကဘောလုံးနေရာအတိအကျကိုပြန်ထားဖို့မှတ်တာဖြစ်ပါတယ်နေရာရွှေ့ပြီးတဲ့အခါမှာကိုရွှေ့မဲ့ direction ကိုကြည့်ကြည့်ပြီးတော့မှအမ်ပတ်တာခေါင်းလေးနဲ့တော့လကောင်း grip နဲ့တော့လကောင်းတိုင်းပြီးတော့နေရာ မှတ်စေချင်ပါတယ်ပြန်ချရင်လည်းအဲ့ဒီ direction ကိုညွှန်ပြီးတော့အဲ့တိုင်းတိတိကျကျလေးပြန်ချပေးဖို့လိုအပ်ပါတယ်အဲ့ဒါမှဆရာလေးကိုကုညီရရောက်မှာပါဆရာလေးလည်းနေရာဖယ်ပေးရင်အခုလိုပဲပတ်တာလေးနဲ့တိတိကျကျလေးတိုင်းပြီးတော့ဖယ်စေချင်ပါတယ်အဲ့လိုမှမဟုတ်ရင်တော့ wrong place နဲ့ညှိနိုင်ပါတယ်ခင်ဗျာအဲအဲ့လိုပတ်တာကောင်းတဲ့တိတိကျကျတိုင်းပြီးတော့နေရာမှတ်ပေးမယ် ball ပြန်ချတဲ့အခါကြာလို့ရှိရင်ရှေ့ကိုလက်လေးလုံးတော့တို့ပြီးမချဘူးလက်လို့တာပေါ့ခင်ဗျာ round place ဖြစ်တယ်ဖြစ်ပါတယ် carry လေးတွေစနစ်တကျလေးနဲ့ဆရာတွေကိုကြီးစစ်ကြပါတယ်ကျေးဇူးတင်ပါတယ်